ငဖဲဆိုရင်အရိုးရောအရေရောကြိုက်တဲ့သူတွေအတွက်ငဖဲ၃နီးနောက်တစ်နီးလေးပြပြပေးပါမယ်။ယူရီယာကငဖဲ၃ပါဆိုတော့ကြတော့တစ်ခုချင်းစီမကျော်ပဲနဲ့ဒီလိုအချက်လိုက်ကျော်လိုက်ပါတယ်။အချိန်ကုန်သက်သာလို့သုံးမယ်ဆိုရင်ဒီနီးလေးနဲ့ကျော်ကြည့်ပါနော်။အချိန်ကငဖဲသုံးသလိုကော်ပီပါထည့်မထားပါဘူး။ကြက်တုံလေးပဲထည့်ထားပါလေ။ ကျက်တုံလေးတွေကိုရိပ်ရိပ်လေးလှီးပြီးတော့ကြာတော့ငဖယ်လေးတွေကိုလည်းဖြတ်ထားပါမယ်နော်ပြီးတော့ကြာတော့ကိုစားကျင်တဲ့အတုံးပမာဏလေးကြီးတုံးပါမယ်ရင်ကငဖက်တုံးစားရင်ရခိုင်တုပ်ပဲစားပြစ်တာများရဲ့ပေါ့နော်ဒီနည်းလေးကတော့အခုမှစမ်းစားကြည့်ရစကောင်းလို့မျှဝေပေးလိုက်ပါရရှင်ဒီနည်းကအရင်ဆုံးမလုပ်ထားရမလဲဆိုရင်ငိုသီးစီချက်လေးလုပ်ထားမှာပါငိုသီးစီချက်လေးရေငိုသီးစိမ့်နည်းနည်းလေးကိုကိုက်ပြီးတော့ထည့်ပါမယ် ပြီးတော့ကြတော့အရသာတွေကိုကြိတ်တာလေးထည့်လို့ရပါတယ်။ယူလီယာကတော့ကြက်သားပုံနဲ့လမ်းပြာလေးထည့်ထားပါတယ်။ပဲမို့အကျက်လေးလည်းထည့်ပါမယ်။တစ်ခါသုံးလဲအကုန်နေလို့လက်နဲ့ပဲနှက်လိုက်ပါတယ်။ငဖဲ crazy တွေရှိရင်ဒီနည်းလေးနဲ့စမ်းတုံစားကြည့်ပါ။တပွဲတဲနဲ့ဓမင်းစားမိပါရဲ့နော်။နနမင်းလေးအောင်ရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်။ယူလီယာကတော့မရှိလို့မထည့်လိုက်ပါဘူး။